ကိုသက်ဦးကမေးထားပါတယ်ဆရာကော်ဘန်နီနဲ့ပတ်သက်ပြီးမေးချင်ပါတယ်ကျွန်တော်တို့လက်ရှိနေတဲ့နိုင်ငံမှာကော်ဘန်နီနေစာတဘုံကိုမြန်မာငွေ18သိန်းလောက်ကြတယ်ဒါပေမဲ့ကျွန်တော်ရန်ကုန်မှာလုပ်ရင်တကောင်ကို73သိန်း74သိန်းပဲကြမယ်အဲ့လိုလုံးလို့ပိုင်ပါသလားဆရာ بسم الله الرحمن الرحيم حامدا ومصليا وبالله التوفيق အဲ့ဖိကာပညာရှင်တွေအမိတ်ရှိတယ်ကော်ဘန်ဒီတာဝန်ကိုမမိနေရမမိဒေတာမှာပဲတားကောင်းကိုဝယ်ပြီးတော့ကော်ဘန်ဒီလောက်လို့ရရတယ်အတာဖြစ်တယ်ကော်ဘန်ဒီပိုင်တယ်အဲ့လိုပဲတခြားနေရာဒေတာတစ်ခုခုမှာတားကောင်းဝယ်ပြီးတော့အဲ့ဒီနေရာဒေတာမှာကော်ဘန်ဒီလောက်စီမယ်ဆိုရင်လည်းကော်ဘန်ဒီအတာဖြစ်တယ်ဒါပေမဲ့ပူကောင်းတာကတော့မမိနေရာမှာမမိတားကောင်းကိုဝယ်ပြီးမမိကိုယ်တိုင်ကျွေးမွေးပြူးစုရှောက်ရှောက်ပြီးမမိလက်နဲ့ကိုယ်တိုင်စပါလုပ်ချင်ရတော့အမြတ်ဆုံးဖြစ်တယ် တခုကျွန်တော်တို့သိထားရမှာကကုရ်ဘာနီဆိုတာကအလ္လာဟ်အတွက်စွန့်တူတဲ့အ ibadat တခုဖြစ်တယ်။အဲဒီဆိုကြောင့်မိမိတန်းနိုင်တဲ့အင်အားနဲ့အညီငွေကြေးဥစ္စာကိုဘလောက်သုံးဆွဲမလဲဘလောက်များများသုံးဆွဲမလဲအဲလောက်ဆဝါသိုးပွားများပြားမှုကိုရရှိမယ်။အဲလိုပဲမိမိကနေရာဒေသတခုမှာနိုင်ငံတခုမှာမိမိကအဲ့ဒီနေရာကနေတခြားနိုင်ငံတခုမှာကုရ်ဘာနီလုပ်ဖို့အတွက်တာဝန်သူတယောက်ကိုတာဝန်ပေးလိုက်တယ်။ဆိုကြပါစို့ကျွန်တော်ကအမေရိကန်မှာရောက်နေတယ် အဲ့ဒီအမေရိကန်ကနေမြန်မာနိုင်ငံမှာကော်ရပန်ကြီးလှုပ်ဖို့အတွက်ကျွန်တော်ကတာဝန်ပေးတယ်။ဟိုမှာလှုပ်ဖို့အဆင်မပြေတဲ့တော့လူတရားကိုတာဝန်ပေးလိုက်တယ်ဆိုရင်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့တခုတတိထားတတိထားရမှာကပါလဲဆိုတော့ဒီကော်ရပန်ကြီးလှုပ်တဲ့နေရာမှာဒီကော်ရပန်ကြီးကိုတားကောင်ကိုဘယ်နေရာမှာကော်ရပန်ကြီးလှုပ်တယ်အဲ့ဒီနေရာဒီတားမှာရောအဲ့ဒီနိုင်ငံမှာရောကော်ရပန်ကြီးရှင်နေဆောင်ပိုင်ရှင်ရှိတဲ့နိုင်ငံမှာရောနိုင်ငံစလုံးမှာဒီကော်ရပန်ကြီးတားကောင်ကိုကော်ရပန်ကြီးလှုပ်တဲ့နေ့ဒီကော်ရပန်ကြီးနေဖြစ်ဖို့အရေးကြီးတယ် တကယ်ဒီမှာကော်ဘန်နီတားကောင်ကိုကော်ဘန်နီလောက်တဲ့နေရာဒီတားမှာတိုင်းပြည်မှာကော်ဘန်နီအင်းနေဖြစ်တယ်ကော်ဘန်နီလောက်တယ်ဒါပေမဲ့ဟိုတိုင်းပြည်မှာနေဆောင်ရှင်ကော်ဘန်နီတောင်ဝထိုက်တဲ့ပုဂ္ဂိုလ်ရှိတဲ့တိုင်းပြည်မှာကော်ဘန်နီအင်းနေမရောက်သေးဘူးဆိုရင်အဲ့ဒီကော်ဘန်နီကဆဟီဖြစ်မှာမဟုတ်ဘူးဒါကိုကျွန်တော်တို့သတိထားအောင်